့တော့ပညာတက်ရင်လက်နဲ့ကင်ပြောင်းမလို့ဒါသိကြတယ်။ဒါကြောင့်သားလေးတို့ပညာတက်အောင်လို့ရံဖြစ်เสียအောင်လို့ရံဖြစ်เสียအောင်လို့ပဲနဲ့ငင်းငယ်ရတာမကောင်းဘူးလား။ရံဖြစ်ပြီးမှငင်းငယ်ရတာဆိုသေးသွားတဲ့တွေအများကြီးလေပိဆက်လိုက်ရတဲ့တွေအများကြီးလေတချို့ကြတော့လေသေးတာတန်တယ်တချို့ကြတော့လေသေးတာမတန်ဘူး။တိုင်းပြီးတော့ဘောဘောတော့ဘယ်သူမှမသေးစေချင်ဒီနိုင်ငံထဲမှာဟုတ်ပြီနော်အဲဒါကြောင့်နိုင်ငံချစ်စိတ်ဆိုအဲ့ဒါပြောဘယ်သူမှထိခိုက်စရာမလိုဘဲတိုင်းပြည်ကို အောင်မြင်အောင်ဖြစ်ထွန်းအောင်တို့ရိုင်းလုပ်နိုင်အကောင်ဆုံးပဲအဲ့ဒါလို့ပြောရင်ဘုဘုံကိုပြောကြအောင်မယ်ရှင်မြနိုင်ငံထားလို့ပါလားရှင်မြသမတလုပ်ပါလားဘုဘုံကသမတလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးနိုင်ငံလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးဒါပေမဲ့ဘုဘုံကနိုင်ငံအရေးကိုလုပ်နေတာဘုန်းကြီးတွေအတွက်လည်းလုပ်တယ်သာနာအတွက်လည်းလုပ်တယ်နိုင်ငံအတွက်လည်းလုပ်တယ်လူမျိုးအတွက်လည်းလုပ်တယ်ပညာရေးအတွက်လည်းလုပ်တယ်နိုင်ငံအရေးနိုင်ငံအရေးဆိုတာ politics လို့ခေါ်တဲ့နိုင်ငံရေးတဲ့အထက်မှာရှိနိုင်ငံရေးဆိုတာအများစုဟာပါတီကိုဘယ်လိုပြုလဲ နိုင်ငံရေးဆိုတာတနိုင်ငံလုံးကိုကိုးစားပြီးတော့တာရေးနာရေးအကုန်ပါတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့စိတ်နေစရာဖွံ့ဖြိုးတိုးတက်ဒါကြောင့်ဘုံကဒီဟာလေးကိုပြောလိုက်တယ်ပြည်သူညီတင်တဲ့ရည်ရွယ်ချက်ကနှစ်ချက်ပဲအခုကပါတော့ဇာတိတလို့ခေါ်တော့စိတ်နေစရာကောင်းဖို့နောက်နံပါတ်1ကအဲ့နှစ်ခုကောင်းပေါင်းပြီးတော့တစ်ခုတည်းပြောလိုက်တော့နိုင်ငံသားကောင်းတယောက်ဖြစ်ဖို့ good citizen ဒါကြောင့် citizen